အေအေနေရင်ဆိုင်နေရသည့်ဒေတာမှထွက်ပြေးသည့်စစ်သားတစ်တအူလွတ်နေပြီး၃ဦးမှဒလန်ကြောင့်အဖမ်းခံလာရသည်။နေမည်မကျွမ်းကျင်သည့်ထိုစစ်သားများသည်ငတိုင်းချောင်းမျိုး၏အနောက်ဘက်ခုနှစ်မိုင်ကျော်အကွာသို့ရောက်သွားစဉ်ကွေးချောင်းရွာသားတအူကိုရှိခဲ့ပြီးမြို့ပေါ်သို့အမြန်ဆုံးရောက်မိလန့်ကြောင်းမင်းမြန်ဆုံဆန်းခဲ့သည်။၎င်းတို့အကူအညီတောင်းခံသည့်ရွာသားမှာစစ်တပ်ထောက်ခံသည့်ကျေးရွာဥက္ကဋ္ဌဟောင်းဖြစ်နေသည်။ နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့မြန်မာနာဝက်ဘ်ဆိုက်မှာအေယာဝတီတိုင်းစစ်မျက်နှာပြင်မှာထွက်ပြေးရန်စ조사သည့်လူငယ်စစ်သား၃ဦးကိုစစ်တပ်ကပြစ်တက်သွားတယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အေအေနေရင်ဆိုင်နေရသည့်ဒေသမှာထွက်ပြေးသည့်စစ်သားတစ်ဦးလွတ်နေပြီး၃ဦးမှာဒလန်ကြောင့်အဖမ်းခံလိုက်ရသည်။အပန်းခံရသူတို့၏နောက်ဆက်တွဲအရှိအအနေကိုမျက်မြင်သက်သေနှစ်ဦးကပြောပြထားသည် ာရခတ်တပ်တော် AA နှင့်တိုက်ပွဲများဖြစ်ပွားနေသည့်အေယာဝတီတိုင်းစစ်မျက်နှာပြင်မှထွက်ပြေးရန်ကြိုးစားခဲ့သည့်လူငယ်စစ်သားတော်ဦးကိုဧပြီလ9ရက်နေ့ညပိုင်းတွင်စစ်တပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက်ရည်ကြည်မျိုးနယ်ကွင်းရှောင်းရွာတွင်လက်ပြန်ကြိုးတုပ်ပစ်တက်ခဲ့ကြောင်းမျက်မြင်သက်သေးနှစ်ဦးကပြောသည်။တပ်ဖြတ်ခံရသူများသည်မကြသိမိကမှစစ်မှုထံဥပဒေဖြင့်စုဆောင်းခံရသူအသက်20ဝန်းကျင်တပ်သားတင်များဖြစ်ကြသည်ဟုလည်းဆိုသည်။ လေး၃ယောက်လုံးကအသားအရည်ကောရုပ်ရည်ကောတန်တန်လေးတွေဟုဒေတာခန့်အမျိုးသားတဦးကဆိုသည်တေဆုံးသွားသည့်တပ်သားများအပါအဝင်လူငယ်စစ်သားလေးဦးသည်ဧပြီလ9ရက်နေ့နက်ပိုင်းတွင်ရေကြီးမျိုးနယ်ငတိုင်းချောင်းမျိုးနယ်ခွဲအတွင်တနက်ကင်ကင်ကင်းလဲ့နေစဉ်ထွပြေးခဲ့ခြင်းဖြစ်သည်ဟုသိရသည် ရခိုင်ရိုးမကိုကျော်လွန်လာသည့်အာရခတပ်တော် AAE ထိုးစစ်ကိုခုခံနေသည့်စစ်ကောင်စီသည်စစ်မှုထံဥပဒေဖြင့်စုဆောင်းထားသည့် တပ်သားတင်များကိုရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် AOR တိုင်းအတွင်မှကြေးရွာများသို့ပို့ဆောင်ကာတိုက်ခိုက်ရေးနှင့်လုံခြုံရေးတို့တွင်အသုံးပြုနေသည်လူရွေးမှသည့်တပ်သားများ နေမည်မကျွမ်းကျင်သည့်ထိုးစစ်သားများသည်ငတိုင်းချောင်းမျိုး၏အနောက်ဖက် ခုနှစ်မိုင်ကျော်အကွာသို့ရောက်သွားစဉ်ကွင်းချောင်းရွာသားတအူးကိုရှိခဲ့ပြီးမြို့ပေါ်သို့အမြန်ဆုံးရောက်မိလန့်ကြောင်းမင်းမြန်ဆုံဆန်းခဲ့သည်။၎င်းတို့အကူအညီတောင်းခံသည့်ရွာသားမှာစစ်တပ်ထောက်ခံသည့်ကျေးရွာဥက္ကဋ္ဌဟောင်းဖြစ်နေသည်။ ရင်းနှင်းရဲ့အဖြစ်တာဝန်ထမ်းခဲ့မှုသည့်ဥမြင့်သေးဆိုသူထိုဥက္ကဋ္ဌဟောင်းသည် ထိုလူငယ်များကို အကူအညီပေးမည်ဟုလှည့်ဖြားကာကျေးရွာဖုန်ကြီးကျောင်းသို့ခေါ်သွားခဲ့သည်ထို့နောက်အဆိုပါကျေးရွာဥက္ကဋ္ဌဟောင်း၏တည်င်းပိကျက်အရာမြောက်ဖက်လေးမိုင်ကျော်အကွာမြောက်ဆန်းရွာအနီးရှိအမှတ်344အမြောက်တက်ရင်မှစစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်ဖုန်ကြီးကျောင်းသို့နိုင်ပိုင်းအတွင်ရောက်လာခဲ့သည် ကျဲနှပွဲအစင်းရှိဘူကြီးဦးဆောင်သော ထိုစစ်သားများရောက်လာချိန်တွင် လူငယ်စစ်သားများအနက်အင်သာတက်နေသူတအူးသာထွက်ပြေးလွတ်မြောက်သွားပြီးကြံတော်ဦးမှလက်ပြန်ကြိုးတုပ်ဖမ်းဆီးခံရပြီးမကြမီပြစ်သက်ခံလာရသည်အတမခံရမီလက်နက်ခဲရံများဝှက်ထားခဲ့သည့်နေရာကိုလည်းပြော့ပြခဲ့ရသည်ဟုသိရသည် ထို့နောက်အင်ဂျီတထောင်ခန့်ရှိသောကွင်းချောင်းရွာထိပ်ရှိဟုံကြီးကျောင်းအနီးမှာပင်ပြစ်တက်ခဲ့ခြင်းဖြစ်ပြီးရွာသားအချို့ကကျဉ်တို့ပြီးမြင့်မြုပ်ပေးခဲ့ရကြောင်းထိုအခြေအနေကိုမျက်မြင်သိရှိသူဒေသခံများကပြောပြသည်ရှင်ဘတ်တည်းရဲ့ခေါင်းတွေရဲ့ပွင့်ထက်တံရတွေနဲ့ပေါ်ဟုမျက်မြင်တွေ့ရှိသူကဆိုသည်ပြစ်တက်ခံရသူများအနက်နှစ်ဦးမှာကရင်ပြည်နယ်ဖအံမျိုးအရှိဆိုင်အမတ်၂၂ရှင်မြန်တက်မဌာနချုပ် တာမာခါ၂၀နှစ်ဘတ်တစိတ်တစစ်အင်ဂျီဝစ်စင်ထားပြီးကျန်တဦးမှာစွတ်ကျဲအင်ဂျီနှင့်ဘောင်းမီတိုဝစ်စင်ထားသည်ဟုအထက်ပါမျက်မြင်တွေ့ရှိသူတဦးကပြောသည်အမှတ်344အမြောက်တရင်၌စစ်မှုထမ်းဥပဒေဖြင့်တပ်သားဖြစ်လာသူဒေသအသီးသီးမှလူငယ်အများအပြားရောက်နေပြီး၎င်းတို့မှာအမြောက်တပ်အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင်နေစဉ်ကင်းလဲနေရကြောင်းဒေသခံများကပြောဆိုကြသည် စစ်သားများပြစ်ဒဏ်ခံရသည့်အခြေအနေနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန်စစ်ကောင်စီ၏အေယာဝတီတိုင်းအစိုးရအဖွဲ့မှပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးမမောင်တန်းကိုမြန်မာနောက်ကမေးမြန်းရန်ကြိုးပမ်းတော်လဲတယ်လီဖုန်းအဆက်အသွယ်မရသေးပါလွမြောက်သွားသူနဲ့တပ်ဖြတ်ခံရသူတို့၏အမည်နဲ့ကိုပိုင်အမတ်အပါအဝင်အသေးစိတ်အချက်လက်များကိုစုံစမ်းနေဆဲဖြစ်သည်။အေယော်ဒီတိုင်းအတွင်ရောက်လာသည့်အေအေထိုးစစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရှိဆရာအမ်မျိုးအပါအဝင်ပြည်내တစ်ခုလုံးနှီးပါးကိုတိမ့်ပိုက်ပြီးနောက်အရခတ်တတော် AAD ရခိုင်ရိုးမနှင့်ဆက်ဆက်နေသည့်အေယာဝတီတိုင်းပဲခူးတိုင်းနှင့်မကွေးတိုင်းနှင့်ထိဝင်ရောက်လာကစစ်ကောင်စီတပ်နှင့်တိုက်ပွဲများဖြစ်နေသည်ရခိုင်ပြည်내ကိုအေယာဝတီတိုင်းနှင့်ဆက်သွယ်ထားသည့်ကွာငါတိုင်းကြောင်းလံပဲခူးတိုင်းနှင့်ရှိတ်ဆက်ထားသည့်တောင်ကုန်းပဒေါင်းလံ မကွေးတိုင်းနှင့်ထိစပ်နေသည့်အမ်ဘတန်လမ်းပိုင်းရှိစစ်ကောင်စီတပ်စခန်းများကို အပိတက်တိုက်ခိုက်နိုင်ပါကရခိုင်ပြည်သို့စစ်ကောင်စီဝင်ရောက်နိုင်မည်ကုန်းလန်းအလုံးကိုအလိုလိုဖျက်တောက်ထားနိုင်မည်ဖြစ်သည်ဤအရှိအနေတွင် AA နှင့်မဟာမိတ်တော်လည်ရေးအဖွဲ့များကအထက်ပါဒေသများကိုဆက်လက်ထိုးစစ်ဆင်နေသည်လက်ရှိတွင် AA ဝရီတိုင်းအတွင်းရှိတာပေါင်းရေကြီးနှင့်လေးမျက်နှာမျိုးနွယ်တဲ့အထိ AA နှင့်မဟာမိတ်တပ်များရောက်နေပြီးတိုက်ပွဲများဖြစ်ပွားနေသည် ပြီးခဲ့သည့်ရက်ပိုင်းကရေကြီးမြို့နယ်အတွင်းရှိပသိမ်မြစ်ဘေးမှတရက်ပင်ကြီးစုရွာနှင့် အနီးပတ်ဝန်းကျင်ရွာများအထိအေအေတပ်ဖွဲ့များရောက်လာကြောင်းဒေသခံများထံကသိရသည်တိုင်းမြပြည်နယ်၁၄ခုအနက်အေယာဝတီတိုင်းသည်စစ်ကောင်စီတပ်ရင်းအ ਨੇ ဆုံးအရှိဆိုင်သော တိုင်းတစ်ခုဖြစ်သည်။ မြို့တော်ပသိမ်တွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခအရှိဆိုင်ပြီးနာတခလက်အောက်တွင် ရှင်မြန်တရင်နှစ်ရင် ရှီလင်တရင်ကိုရင်အမြောက်တရင်နှစ်ရင်ရှိသည်ဟာဂျီချိုတွင်ပါမဝတီရေတက်စခန်းချုပ်ရှိသည် အမြောက်တရင်နှစ်ခုမှာရေကြည်မြို့နယ်မြောက်ဆန်းရွာအနီးရှိအမှတ်344အမြောက်တရင်နှင့်ကံကြီးတောင်မြို့နယ်တကုံးကြီးရွာတွင်အရှိဆိုင်သည့်အမှတ်905အမြောက်တပ်ရင်းတို့ဖြစ်သည် အေအေနှင့်မဟာမိတ်တပ်များရောက်ရှိနေသောတာပေါင်းမြို့နယ်တွင် အမှတ်300ရရှိရှိမြန်တရင်မြန်အောင်တွင် အမှတ်57ရှိလင်တရင်ဟင်းတတာမြို့နယ်တွင်အမှတ်78ရှိလင်တရင်အရှိဆိုင်သည်ရှေတန်းစစ်မြနာရောက်အရက်သားများ စစ်ကောင်စီသည်ပြီးခဲ့သည့်2024နှစ်စံပိုင်းကစတင်အသက်သွင်းလိုက်သည့်စစ်မှုထမ်းဥပဒေဖြင့်အရက်သားလူငယ်များကို အတင်းအကျပ်စစ်မှုထမ်းစေပြီး2025မတ်လအထိတင်တန်း17ကြိမ်ဖွင့်လှစ်ခဲ့သည် တင်တန်းတစ်ခုလင်လူ9000စစ်တင်တန်းပေးမည်ဟုစစ်ကောင်စီကကြေညာထားရာစစ်မှုတန်းဥပဒေဖြင့်အယက်သား9500စစ်သားဖြစ်သွားပြီဟု နားလည်ရသည်ကနအူးတွင်စစ်ကောင်စီသည် လူငယ်တပ်သားတက်များကိုရှေ့တန်းမပို့ဟုထုတ်ပြန်ခဲ့သည်တင်နန်းပြီးသည်နှင့်တိုက်ပွဲရှိသည့်ဒေသသို့ရောက်သွားကထွက်ပြေးလွတ်မြောက်သူများရှိသလိုတော်လန်ရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်းခံရသူများတိုက်ပွဲအတွင်တိုက်ဆုံးတံရရသူများလည်းရှိနေသည် ပြီးခဲ့သည့်နှစ်ကစစ်ကောင်းဆောင်လက်မှတ်ထိုးကအသက်သွင်းခဲ့သည့်စစ်မှုထမ်းဥပဒေအရအသက်16နှစ်မှ35နှစ်အတွင်အမျိုးသားများအသက်16နှစ်မှ29နှစ်အတွင်အမျိုးသမီးများကိုနှစ်နှစ်အထိစစ်မှုထမ်းရန်စစ်တပ်ကဆင့်ခေါ်နိုင်သည်ဆရာဝန်အင်ဂျင်နီယာလက်မှုစက်မှုပညာတက်မြောက်သူ ို့မဟုတ်အရှားအတက်ပညာတရရက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုနေသူများဖြစ်ပါကစစ်မှုတန်းထမ်းရမည့်အသက်အပိုင်းရှားကို အမျိုးသားဖြစ်ပါက16နှစ်မှ45နှစ်အမျိုးသမီးဖြစ်ပါက16နှစ်မှ35နှစ်ဟုသတ်မှတ်ထားသည်စစ်မှုထမ်းရကျမ်းပါပြီအသက်ပြည့်မီသည့်လူငယ်များအလုံးခွင့်ပြုချက်မရှိဘဲနိုင်ငံခြားထောက်ခွင့်မပြုကြောင်းစစ်ကောင်စီကဇန်နဝါရီ23ရက်နေ့ကအတည်ပြုလိုက်သည့်ပြည်သူ့စစ်မှုထမ်းဤဥပဒေတွင်ထည့်သွင်းကန့်သတ်ထားသည်